ကေတင်ခွင့်မရခဲ့တဲ့ကျင်းသူမိသားစုနဲ့ထတ်တူဝဲနေရကြောင်းတောင်းမယ်စွာထုတ်ပြန်လာတဲ့ဂရေဝေါ်ပိုင်ရှင်မိသားစုငလင်ဘေးကြီးကိုစတင်ကြုံတွေ့ရခြင်းကလေးကပျောက်ချင်းမလားပျောက်ကွယ်နေတဲ့မန်လေးဂရေဝေါ်ပိုင်ရှင်မိသားစုကတော့အခုချိန်မှာတောင်းမယ်စွာတစောင်းနဲ့အတူပြည်သက်ရှိကိုရောက်ရှိလာခဲ့ပါပြီငလင်ဘေးကြီးမှာဆိုရင်မန်လေးမျိုးက ကြီးကျယ်စွာခန်းဆားခဲ့ရတာဖြစ်ပြီးတော့ပြည်သူတွေရဲ့အသက်အိုးအိမ်စီးစိမ်များစွာဆုံးရှုံးခဲ့ရပါတယ်။အဲ့ထဲမှာမှအထက်မြင့်တိုက်ကြီးပြိုကျမှုတွေများစွာလည်းပါဝင်ခဲ့တာပါ။အထူးသဖြင့်တော့ Sky Villa ကွန်ဒိုကြီးနဲ့တူ Manly Grewal Hotel ကြီးအားလည်းအောက်ပိုင်းတစ်ချမ်းလုံးမြေကြီးတဲ့ကိုရောက်ရှိသွားခဲ့တာဖြစ်ပါတယ်။ဒီနေရာမှာကွာခြားတာက Sky Villa ကွန်ဒိုကြီးဘက်ကချက်ချင်းလိုင်းရင်းဆိုသလိုကိစ္စမှုတွေပြုလုပ်ခဲ့ပါတယ်။ဒါတောင်မှကိစ္စရေးပစ္စည်းမလုံလောက်တဲ့တွင်ပြည်သူတွေဆုံးရှုံးလိုက်ရတာတွေလည်းရှိပါတယ်။ ဒါပေမဲ့လည်းတစ်ဖက်ကမန်လီဂရီဝဟိုတယ်ကြီးကတော့အကြောင်းရင်းတစ်ခုကြောင့်ပြည်သူတွေကိုချက်ချင်းကယ်တင်ခွင့်မပေးခဲ့ပဲဟိုတယ်နောက်ကိုတောင်မှကက်မခံခဲ့ပါဘူးဒီလိုမျိုးလုပ်ရက်တွေကိုပြုလုပ်ခဲ့တဲ့တွေဝေဖန်မှုတွေများစွာလေးပေါ်ပေါက်ခဲ့ပါသည်ဒါကြောင့်အခုချိန်မှာတော့ဂရီဝဟိုတယ်ပိုင်ရှင်မိသားစုကတော့တောင်းပန်စွာကိုမှထုတ်ပြန်လာခဲ့ပြီးပြည်သူတွေနဲ့ထက်တူဝန်ရကြောင်းအခုလိုမျိုးပဲပြောလာခဲ့ပါသည်ပြီးခဲ့တဲ့2025ခုနှစ်မလာ28ရက်နေ့ကဖြစ်ပွားခဲ့တဲ့ငလင်ပေးကြီးကြောင့်ပြည်သူတွေရဲ့အသက်အိုးအိမ်စီးစိမ်တွေဆုံးရှုံးရတဲ့ပုံမှာဂရီဝဟိုတယ်မိသားစုကလည်းရဟန်းကိုမှဝန်နဲ့ချေကိုရတယ်လို့ဆိုပါ ပါတယ်။ဒါရီမကသူတို့ဂရိတ်ဝေါ်ဟိုတယ်ကြီးကနေမိသားစုဝင်နေနဲ့ချစ်ခင်ရတဲ့ဧည့်သည်တွေဝန်ထမ်းတွေတော်တော်များကိုဆုံရှုံရတဲ့ပုံပါလေပို့ပြီးတော့ထိခိုက်ဝန်းနေနေရတာပါ။ဒါကြောင့်ကွယ်လွန်သွားတဲ့သူတွေအနေနဲ့ကောင်းရာသူကတိလာပါစေကြောင်းစုမုံကောင်တောင်းရပါတယ်ဆိုပြီးတော့တိပေးပြောကြားလာခဲ့ပါတယ်။သူတို့ကငလင်ပေးစတင်ဖြစ်ပေါ်တဲ့အချိန်ကနေစတင်ပြီး အခုချိန်ထိမြန်မာနိုင်ငံကကယ်ဆယ်ရေးအဖွဲ့တွေနိုင်ငံတကာကလာရောက်ပူးပေါင်းတဲ့အဖွဲ့တွေနဲ့တူတူကယ်ဆယ်မှုတွေကိုအားကျုံးမှန်တဲ့လှုပ်ဆောင်နေခဲ့တဲ့အကြောင်းကိုလည်းအသိပေးလာခဲ့ပါရီဒီလိုမျိုးတက်နိုင်သမျှတော့ကယ်တင်နေပေမယ့်ပြည်သူတွေဆုံးရှုံးရတဲ့အပေါ်မှာသူတို့လည်းဘာမှမတက်နိုင်ခဲ့ပါဘူး Great World Hotel မှာဆိုရင်အသက်ရှင်ကျန်ရသူ၉ဦးကိုကယ်ဆယ်နိုင်ခဲ့တာဖြစ်ပြီး၁၆ဦးကွယ်လွန်သွားခဲ့တာပဲဖြစ်ပါရီဒါပေမယ့်တက်နိုင်သမျှစူးစမ်းကယ်တင်ပေးခဲ့တဲ့အဖွဲ့တွေကိုလည်းကျေးဇူးတင်ပါတယ်ဆိုပြီးတော့ ဂရီဝေါ်ဟိုတယ်ဘက်ကနေခုလိုမျိုးစားတဲ့ဆောင်တဲ့ကွာထုတ်ပြန်ပြောကြားလာခဲ့တာပဲဖြစ်ပါရင်တို့ရဲ့စာမှာတော့တို့ကကက်တင်ခွင့်ပေးခိုင်းတယ်လို့ပြည်သူတွေနဲ့ထက်တူဝန်ရရတဲ့အကြောင်းတွေကိုဖော်ပြထားတာဖြစ်ပါရင်ဒါပေမဲ့လည်းကက်တင်ခွင့်မပေးခဲ့တဲ့အတွက်ကျင်းသူမိသားစုဝင်တွေအနေနဲ့ကဲပြီးပါဆိုပြီးတော့ဒုထောက်တောင်းမဲ့နေရတဲ့မြင့်ခွင့်နေရာလေတက်သေးနေတဲ့ကွာရှိနေခဲ့ပါရင်ဒါကြောင့်ပြောနေလို့မညီတဲ့ဂရီဝေါ်ဟိုတယ်ကြီးကိုဝေဖန်မှုတွေပုံမပြင်းထန်လာခဲ့ပါရင်ဒါပေမဲ့လည်းတနိုင်တဲ့များအသက်ရှင်ကျင်းသူကိုဦးကိုတော့ကဲဆင်နိုင်ခဲ့တဲ့အတွက်အစိုးရကအကောင်းဆုံးလို့တော့ပြောလို့ရှာပါရင်တကယ်လို့တို့ဘက်ကသာအစောကတည်းက ချိန်မီကက်တင်ခွင့်ပေးမယ်ဆိုရင်တော့ဒီထက်မကများပြားတဲ့ပြည်သူတွေရဲ့တက်ကိုကက်တင်နိုင်မှာဖြစ်ဖြစ်ပါရည် အခုတော့မဆုံးရှုံးသင့်ရတဲ့ပြည်သူတွေအများပြားကိုဆုံးရှုံးရတာဖြစ်ပြီးမိသားစုဝင်တွေလည်းဝမ်းနဲ့ကြည်ကွဲနေရပါသည်ဒီလိုမျိုးမိသားစုဝင်တွေဆုံးရှုံးခဲ့ရတဲ့စင်ရစ်သူတွေနဲ့ထက်တူသူတို့လည်းဝမ်းနဲ့ခံစားနေရကြောင်း Great World Hotel ပိုင်ရှင်မိသားစုကတော့အခုလိုမျိုးတောင်းပန်စာတစ်စောင်နဲ့တူထုတ်ပြန်ပြောကြားလာခဲ့တာဖြစ်ပါသည် Great World Hotel ပိုင်ရှင်အခါလွန်တောင်းပန်စာထုတ်ပြန်မှုပေါ်ပြည်သက်ကြီးတို့ရဲ့ထင်မြင်ယူဆချက်လေးတွေကိုလည်းပြောခဲ့ပေးပါအောင်ရှင်အာဘိနာစင်ခဲ့ကြတဲ့အတွေ့အလုံးကိုကျေးဇူးတင်ပါတယ်